ူတိုင်းလူတိုင်းမှာအနာပေါ်တုံးကြရဲဆိုရဲကိစ္စရဲတရှိရဲပေါ့နော်အဲ့တော့ကိုဖုံးထားတာကိုပဲသိရဲဒါပေမဲ့အဲ့ဒီဟာနဲ့ဂျုံလိုက်တဲ့ကိစ္စရဲလေးတစ်ခုစကားလေးတစ်ခုကျမတို့စီမှာလာဂျုံပြီဆိုရင်ဆက်ဆက်ထိမကန်ဖြစ်လုံးတဲ့ဟာကို့အတွင်းထဲမှာရှိနေတဲ့စိတ်ဓာတ်ရာကကျမတို့ဘာမှဟိုမကုသရသေးတဲ့အပိုင်းဖြစ်တယ်စိတ်ဓာတ်ရာကြီးကျန်နေသေးတဲ့အပိုင်းဖြစ်နေတယ်ပေါ့။ကျမတို့တို့စီမှာဓာတ်ရာတစ်ခုခုရှိနေရဆိုရင်ကျမတို့စပြီးတော့ငါက healing ပြုလုပ်တဲ့နေဆိုတဲ့ခံယူချက်တစ်ခုလက်ခံမှုတစ်ခုနဲ့ကျမတို့စပြီးတော့ heal လုပ်လို့ရတယ် အဲ့ခါမှာကျမတို့က professional ဒီ healer တွေနဲ့ healing လုပ်ချင်လားဒါမှမဟုတ်လို့ရှိရင်လေ့လာပြီးတော့မှကိုယ့်ဟာနဲ့ကိုယ် self healing လုပ်ဖို့အတွက်ကျမတို့ဘာတွေစပြီးပြုလုပ်လို့လုပ်မလဲအဲဒါမှမဟုတ်ကျမတို့ဂျာကိုတကယ့်ကိုအာ professional လုပ်နေတဲ့သူတွေနဲ့ guidance တွေယူမယ်အကြံဉာဏ်တွေနဲ့သူတို့ရဲ့လမ်းညွှန်မှုတွေနဲ့သူတို့ရဲ့ပြသမှုတွေကျမတို့တစင်ချင်းစီသွားပြီးတော့မှနောက်ပိုင်းမှာကိုယ့်ဟာနဲ့ကိုယ် self healing လုပ်မလားဒါကကိုယ့်ရဲ့ choices ပေါ့နော်ရွေးချယ်မှုပဲဖြစ်ပါတယ် မင်္ဂလာပါကျွန်မ inner harmony ဘိုင်ပိုးကြီးက life force energy healer ပိုးကြီးပဲဖြစ်ပါတယ်ကျွန်မဒီနေ့မှာ healing နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတချို့ကိုကျွန်မညွှန်ဝေပေးခြင်းပါတယ်ကျွန်မတို့ဒီဘက်ခင်မှာ healing လို့ပြောတဲ့ခါကြလို့ရှိရင်လူတော်တော်များများက healing ဆိုတဲ့အကြောင်းအရာကိုကြားဘူးနေတယ်သိလဲသိနေရပေါ့နော်အဲ့တော့ဒီ healing နဲ့ပတ်သက်ပြီးတော့ကျွန်မတချို့ client တွေကပြောဘူးလေပေါ့နော်ဘဝမှာ healing လုပ်တယ်ဆိုတဲ့အရာကိုဒီဘက်ခင်မှာနောက်ပိုင်းမှာတော်တော်တွင်တွင်ကြွကြွသိလာတယ်ဒါပေမဲ့ healing ဆိုတာဘာတွေလုပ်ရတာလဲ healing လုပ်ပြီးသွားရင်ဘယ်လိုဖြစ်မှာလဲ heal ဖြစ်သွားတဲ့လူဆိုတာဘယ်လိုမျိုးသိတာလဲစသဖြင့်ကျွန်မဒီလို question တွေကိုအမေခံရဘူးပါတယ်အဲ့တော့ကျွန်မအဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့မှ healing နဲ့ပတ်သက်တဲ့အရာတချို့ကိုကျွန်မဒီမှာညွှန်ဝေပေးချင်ပါတယ်အဲ့တော့ကျွန်မတို့ healing ဆိုတာဘာလုပ်တာလဲဆိုရင်ဘာသာပြန်ရမယ်ဆိုရင်တော့ကျွန်မတို့ကုသခြင်းတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့လွယ်လေးတကူ အာမြင်တာအောင်ပေါ့နော်ကျွန်မဥပမာလေးတစ်ခုနဲ့မျှဝေပေးချင်ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်မတို့ခန္ဓာကိုယ်မှာတန်ရာတစ်ခုခုရတယ်ပေါ့နော်တန်ရာတစ်ခုခုရတယ်အဲ့ဒီတန်ရာကကျွန်မတို့ဆေးလေးထည့်လိုက်အာအရက်ပြန်လေးနဲ့ဟိုအနာကိုဆေးလိုက်ဆေးထည့်လိုက်တက်တာသွားပြီးတော့ကျွန်တော်နည်းနည်းကြာသွားတဲ့အခါမှာဒီအနာလေးကအနပ်ဖေးလေးတက်လာတယ်။အဲ့တက်လာတဲ့အနပ်ဖေးကိုကျွန်မတို့ဟာအနပ်ဖေးတက်နေပြီပဲအနာတော့ပျောက်နေပြီပဲဒီအနပ်ဖေးကြီးကကြည့်လို့မကောင်းဘူးဆိုပြီးတော့ကျွန်မတို့ဒီအနပ်ဖေးကိုသွားပြီးခွာလိုက်တဲ့အချိန်မှာသွေးလေးတွေဆိုပြီးတော့ထွက်လာတယ် အဲ့ဒီသွေးထွက်လာတဲ့ခါမှာဒီအနာကအကျွေးထဲမှာတကယ်အနာကျက်မနေသေးဘူးအဲ့တော့ကျမတို့မလုပ်ရလဲဆိုရင်ပြန်ပြီးတော့အဆုံးထိဆွဲခွာရင်ခွာမခွာလို့ရှိရင်ဒီနေရာလေးကိုအဲဆေးလေးပြန်ထည့်အရက်ပြန်လေးပြန်ထည့်ပြီးကျမတို့ပြန်ပြီးတော့မှအနာကျက်တဲ့အထိပြန်ဆောင်ပါကျမပြောချင်တာက healing လုပ်တယ်ဆိုတာဒီကျမတို့အကျွေးထဲမှာရှိရင် mentally ပေါ့နော်စိတ်ပိုင်းဆိုင်ရာတန်ရာတွေကလူတိုင်းမှာတစ်ခါတစ်ယောက်မတူတာသာရှိမယ်အနေနဲ့အများကွာခြားသွားတာရှိမယ် traumatic experience ကလူတော်တော်များများမှာရှိကြပါ ကျမတို့အတွင်းထဲမှာရှိနေတဲ့ဒီစိတ်ဒဏ်ရာနဲ့ကျမတို့ရဲ့ပြင်ပက condition လို့ခေါ်တဲ့အခြေအနေနဲ့အတွင်းထဲက trauma နဲ့လာပြီးကြုံလိုက်တဲ့အချိန်တိုင်းမှာကျမတို့စီမှာကြောက်စိတ်တွေဖြစ်လာတယ်ကျမတို့အဆင်မပြေတော့ဘူးနေရတာအဲကိုကိုကို guilty ဖြစ်လာတယ်အစသဖြင့်ဒီလိုမျိုး emotion တွေတက်လာတဲ့အခါတိုင်းမှာကျမတို့ဒီနေရာမှာအနာမကျက်သေးဘူးကျမတို့ heal မဖြစ်သေးဘူးကျမတို့ဒဏ်ရာကရှိနေတုံးမယ်ဆိုတာကိုပြသတဲ့လက္ခဏာတွေဖြစ်ပါတယ်အဲ့တော့ healing လုပ်လို့ရှိရင်ကျမတို့ကဘာတွေလုပ်လို့ရလဲပေါ့နော်ဆိုတော့ healing ကပုံစံမျိုးစုံအာဟိုအမျိုးစုံကျမတို့လုပ်လို့ရတယ် healing ဆိုတာတစ်ခုရဲ့ခေါင်းစဉ်အောက်မှာရှိမနေဘူးကျမတို့ emotional healing ရှိမယ် physical healing ရှိမယ်စသဖြင့်ပေါ့နော် mentally ပေါ့အဲ့တော့ကျမတို့ဒီ heal လုပ်တဲ့နေရာမှာလေဘယ်လိုနီးလန်းနဲ့ heal ဖြစ်သွားလဲဆိုတာလေကြက်နဲ့ကြောင်နဲ့မတူညီနိုင်ဘူးအဲ့တော့အထူးကကကိုယ့်အတွင်းထဲမှာစိတ်ဓာတ်ရရှိခဲ့ဘူးသလားကိုကကိစ္စရဲ့တစ်ခုပေါ်မှာ အရန်ကို sensitive ဖြစ်လွယ်တာပေါ့နော်တခုခုဆိုရင်ဒီအရာကိုပြောရင်ကျမတို့လုံးဝမရဘူးချိလို့မရဘူးပေါ့အဲ့တော့လူကတစ်ခါတလေမှာကိုယ့်ဟာနဲ့ကိုပြန်ဖုံးထားတဲ့ share rule ရှိတယ်ကျမတို့လူတိုင်းမှာ dark side တွေလူတိုင်းမှာရှိကြတယ်ပေါ့အဲ့ဒီအရာတွေကိုကျမတို့က press လုပ်ထားတယ်ပြိနှိပ်ထားတယ်ဖုံးထားတယ်ပေါ့အဲ့တော့အဲ့လိုအရာမျိုးနေပြင်ပက condition တခုခုသုံးမဟုတ်တရားရောက်ကပြောလိုက်တဲ့စကားနဲ့ဂျုံတိုင်းဂျုံတိုင်းမှာကျမတို့ကတိမခံနိုင်ဆက်ဆက်တိမခံ sensitive အရင်ဖြစ်လွယ်တယ်ပေါ့ ။ဒါလည်းကျွန်မဥပမာတစ်ခုပြောရမယ်ဆိုရင်ကျွန်မကြည့်ဘူးလေ movie တစ်ခုပေါ့နော်။အဲ့ဒီထဲမှာဒီကလေးလေးကသူကဒီမီရှူမီပန်းနေကစားရတယ်ပေါ့။သူတို့ပွဲတော်ရဲ့မှာမီရှူမီပန်းနေကစားတဲ့အခါမှာဒီမီရှူမီပန်းသူလှုပ်လိုက်တဲ့မီရှူမီပန်းကြောင့်သူ့အိမ်ကမီးလောင်သွားတယ်။ အဲဒါပေမဲ့ဒီကလေးကသူအရန်ကြောက်တဲ့အခါမှာသူ့မိဘအဖေကပေါ့နော်ပြန်လာပြီးတော့ဒီအိမ်မီးလောင်နေအောင်မြင်တော့ရိုက်တဲ့အချိန်မှာသူကသူ့အမဆော်လိုက်တဲ့မိဘန်းကြောင့်ဒီအိမ်မီးလောင်သွားတာပါလို့ပြောတယ်။ဆိုတော့သူ့အမကလည်းဇဝေဇဝါပေါ့နော်မိဘနေတော့အကုန်လုံးထွက်နေကြပဲ။အဓိကကတော့ဒီကလေးလေးရဲ့ဟိုဘာခေါ်မလဲပျောက်အိုးလိုမျိုးပေါ့နော်ဖောက်လိုက်တဲ့ဟာနဲ့အသွားပြီးတော့အထဲမှာမီးလောင်တာပေါ့။ဒါပေမဲ့သူကအဲ့ဒီဖြစ်စဉ်ကိုနှစ်ပေါင်းများစွာဒီကောင်လေးကသူ့အုပ်ထားတယ်ပေါ့။ အဲ့တော့ဒီအင်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအိမ်ကြီးမိလောင်သွားတဲ့အတွက်အဖေနဲ့သူ့အမနဲ့ကကတောက်ကဆဖြစ်ပြီးတော့မတောင်နဲ့တောင်စကားမပြောကြတော့ဘူးအဲ့တော့သူ့အမကလည်းနှစ်ရှည်လာများသူ့ကိုသူ kill ဖြစ်တယ်ဒီအိမ်ကသူ့ကြောင့်ဖြစ်သွားခဲ့ရတာပေါ့နော်ဆိုတဲ့အတွက်ကြောင့်မလို့ဒီအိမ်လေးပြန်ပြီးဟိုပြင်ဆင်ဖို့အတွက်ကိုသူတို့ဒီဟိုလာစင်ပေါ့နော်ပတ်စံစုပြီးတော့သူကကြက်ကြက်တဲတဲနဲ့ပဲသူဒီအိမ်ကိုပြန်ပြီးမြောက်ဖို့ဆိုတော့သူကဖြည့်ပြီးတော့ဝေစုပြီးတော့အိမ်ကိုပြန်လုပ်နေပြန်ပြုတ်ပြန်နေရပေါ့နော်ဆိုတော့အဲ့တော့အဲ့ဒီ ဖြစ်စဉ်ကသူ့စီမှာ press ဖြစ်နေသူဖိထားတာပေါ့နော်ဒီကောင်းကြီးကသူ့ဟာတရားခံပေါ့တကယ်တော့အဲ့တော့အကြောင်းကျိုးတိုက်ဆိုင်လို့သူ့အမကြီးကအရန်ခက်ခဲနေတာပဲဒီလိုဖြစ်တဲ့အချိန်မှာဟိုဒီအိမ်ကပေါ့နော်သူ့အမကလည်းအဲအရန်သူ့ကိုသူဟိုစိတ်ဒုက္ခပေးတယ်လို့ပေါ့နော်အလုပ်တွေကိုမနေမနာလုပ်ဒီအိမ်အတွက်အဲဟိုပတ်စံတွေဖြည့်ပေါ့နော်ဒီလိုလုပ်နေရတဲ့အတွက်ကြောင့်မလို့သူ့အမစိတ်သက်သာရအောင်လို့ပေါ့နော်အဲသူ့အမျိုးသမီးက နေမအောင်ပြောလိုက်ပါလားအဲ့လောက်ကြီးပြင်ပန်းမခံပါနဲ့ငါတို့လည်းမျှပြီးထမ်းမယ်ဒီအိမ်ကသူ့ကြောင့်မဟုတ်ဘဲနဲ့နေမီရှူမီပန်းကြောင့်လောင်သွားရလို့ပြောလိုက်ရင်ရောနေမစိတ်သက်သာရမရဘူးလားလို့ပြောလိုက်တဲ့အချိန်မှာတကယ်ကိုဟိုချိန်ကြိုင်ပုံးသလုံးဘုံဆိုပြီးတော့ပောက်ကွဲသွားတယ်လို့အိမ်မှာပြဿနာအကြီးအကျယ်ဖြစ်ပြီးတော့သူကဒီစကားလုံးကိုသူလုံးဝမခံမရနိုင်ဖြစ်တယ်ပေါ့ဆိုလိုချင်တာကကျမဒီဘာလို့စတိုရီကိုပြောလဲဆိုရင်ဒီဥပမာလေးကကျမတို့လူတိုင်းလူတိုင်းမှာအနာပေါ်တုံ့ကြရတယ်ဆိုရဲ့ကိစ္စရည်တရှိရပေါ့နော်အဲ့တော့ ကိုဖုံးထားတာကိုပဲသိတယ်ဒါပေမဲ့အဲ့ဒီဟာနဲ့ဂျုံလိုက်တဲ့ကိစ္စရက်လေးတစ်ခုစကားလေးတစ်ခုကျမတို့စီမှာလာဂျုံပြီဆိုရင်ဆက်ဆက်ထိမကန်ဖြစ်လွန်းတဲ့ဟာကို့အတွင်းထဲမှာရှိနေတဲ့စိတ်ဓာတ်ရာကကျမတို့ဘာမှဟိုမကုသရသေးတဲ့အပိုင်းဖြစ်တယ်စိတ်ဓာတ်ရာကြီးကျန်နေသေးတဲ့အပိုင်းဖြစ်နေတယ်ပေါ့ဒါကြောင့်မို့လို့ကျမတို့ကအဲ့ကောအတွင်းထဲမှာအာကိုရဲ့ share လို့အနေနဲ့ကိုဘာတွေဖုံးထားလဲကိုဘာတွေအမ်ဖိနှိပ်ထားခဲ့တာရှိတယ်ကိုဘာတွေ ဒဏ်ရာရခဲ့တာကြီးရှိတယ်ဆိုတော့ကျမတို့ကအရင်ဥဆုံးအနေနဲ့အတိအမှတ်ပြုဖို့သိဖို့အတွက်ကျမတို့အတွင်းတွေကိုပြန်ကြည့်ဖို့လိုတယ်။ self reflection ဆိုတာကျမတို့ကိုယ့်ကိုယ်ကိုပြန်ကြည့်တာပဲပေါ့နော်။အဲ့တော့တေချာဒီအလောက်ကအချိန်ယူပြီးလုပ်ဖို့လိုပါတယ်။အဲ့လိုပြန်ကြည့်တဲ့အချိန်မှာကျမတို့စီမှာဒဏ်ရာတစ်ခုခုရှိနေရဆိုရင်ကျမတို့စပြီးတော့ငါက healing ပြုလုပ်တင်နေဆိုတဲ့ခံယူချက်တစ်ခုလက်ခံမှုတစ်ခုနဲ့ကျမတို့စပြီးတော့ heal လုပ်ရတယ်ပေါ့။အဲ့ခါမှာကျမတို့က professional ဒီ healer တွေနဲ့ healing လုပ်ချင်လား ဒါမှမဟုတ်လို့ရှိရင်လေ့လာပြီးတော့မှကိုယ့်ဟာနဲ့ကိုယ် self healing လုပ်ဖို့အတွက်ကျွန်တော်တို့ဘာတွေစပြီးပြုလုပ်လို့လုပ်မလဲ။အဲဒါမှမဟုတ်ကျွန်တော်တို့ဒါကိုတကယ့်ကို professional လုပ်နေတဲ့သူတွေနဲ့ guidance တွေယူမယ်။အကြံဉာဏ်တွေနဲ့သူတို့ရဲ့လမ်းညွှန်မှုတွေနဲ့သူတို့ရဲ့ပြသမှုတွေကျွန်တော်တို့တစ်ဆင့်ချင်းစီသွားပြီးတော့မှနောက်ပိုင်းမှာကိုယ့်ဟာနဲ့ကိုယ် self healing လုပ်မလား။ဒါကကိုယ့်ရဲ့ choices ပေါ့နော်။ရွေးချယ်မှုပဲဖြစ်ပါအဲ့တော့ကျမကဒီဘိုင်းမှာတော့ကိုယ့်စီမှာ healing လုပ်ဖို့အတွက်ဘာတွေရှိနေလဲဘယ်လိုလက္ခဏာရည်တည်လဲဆိုတော့ကျမဒီမှာညှောက်ဝေပေးတာပါ ဆက်စပ်တီကံဖြစ်တာတခုခုဆိုရင်ကျမတို့ရဲ့အတွေးမှာ negative လို့ခေါ်ရဲအစိုးဘက်ကို bias ဖြစ်လွယ်တဲ့အတွေးမျိုးအများတဲ့တွင်းနေမိသလားဆိုတာကိုကျမတို့ကိုကိုကိုပြန်လဲသုံးသပ်တဲ့အလောက်ကနေမယ်သိလာမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးလုပ်ပြီးရဲ့အခါမှာကျမတို့ healing ပြုလုပ်လိုက်လို့ကျမတို့ heal ဖြစ်သွားပြီပေါ့ healing ဆိုတာပုံစံမျိုးစုံရှိရဲကျမပြောခဲ့တခုလည်းမဟုတ်ဘူးကျမတို့တစ်ခါတလေမှာအာရပါရငိုကြွေးလိုက်တာကလည်း heal တခုဖြစ်လွယ်တယ်ဒါပေမဲ့ဒီတန်ရာကြီးအလုံး100% လုံးဝပျောက်သွားတာလားဆိုတော့အဲ့လိုတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ healing ဒီပုံစံမျိုးစုံကြီးရှိပါတယ်အဲ့တော့ကျမတို့ဒီစိတ်ဓာတ်ရအောင်ကျမတို့ကုသပြီးရဲ့အခါမှာဟုတ်ပြီကျမတို့ကတော့ professional healer တယောက်နဲ့သွားပြီးတော့ကိုယ့်ရဲ့ပြဿနာရဲ့ဒီကိုကျမတို့အာဆွေးနွေးတယ် counseling လုပ်တယ်ပြီးသွားတဲ့အခါကျတော့ကျမတို့ healing ခံယူရဲပေါ့ဒါဆိုရင်ကျမတို့ကဒီဟာက heal ဖြစ်သွားသလားမဖြစ်သွားဘူးလားဘယ်လိုမျိုးသိနိုင်မလဲပေါ့အဲ့တော့ဒီ question လေးကိုကျမဒီတစ်ပိုင်းမှာဆက်ပြီးတော့ပြောင်းဝေးပေးချင်ပါတယ် ကျမတို့ဘဝမှာခင်းလို့ဖြစ်ခြင်းမဖြစ်ခြင်းဆိုတာကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ behavior အပြုအမူတွေနဲ့ကျမတို့ကတိုင်းတာနိုင်ပါတယ်။ကျမတို့ဘဝမှာကိုယ်စီမှာရှိနေတဲ့ဒဏ်ရာတွေကိုကျမတို့ကုသလိုက်တယ် healing ပြုလုပ်လိုက်တယ်ဆိုတဲ့အခါကျလို့ရှိရင်ကျမတို့ရဲ့အဲဒီသွင်ပြင်းပေါ့နော် mindset ပိုင်းမှာဘာတွေဖြစ်လာနိုင်တယ်လဲဆိုရင်ကျမတို့ understanding လို့ခေါ်တဲ့နားလည်မှုရှိခြင်းပေါ့နော်။တစ်ဖက်လူကကိုယ်စကားတစ်ခုပြောတဲ့အချိန်မှာအော် သူဘာလို့ဒီလိုမျိုးပြောတာလဲဒီလိုပြောရချင်းရဲ့နောက်ွယ် root cause ကဘာလဲဆိုတော့ကျမတို့ရှာဖွေစဉ်းစားတက်တဲ့ကျမတို့ရဲ့ mindset changes ဖြစ်လာတယ်နောက်တစ်ခုက acceptance ပေါ့ကျမတို့လက်ခံနိုင်ခြင်းပေါ့ဘာမှဆိုပြောလိုက်တဲ့အရာတစ်ခုကိုကျမတို့ကတခြားသူရဲ့ပြောစကားတခြားသူရဲ့ behavior အပြုအမူတွေကိုလက်ခံနိုင်တယ်လို့ကျမတို့ရဲ့ဘဝရဲ့ reality life ပေါ့ကျမတို့လက်ရှိမှာဘာတွေဖြစ်နေရလဲဒါကိုလည်းလက်ခံနိုင်တယ်ကျမတို့အတိတ်ကဖြစ်ခဲ့တဲ့ဒဏ်ရာတွေကလည်း အော်ဒါကကိုယ့်ရဲ့ဘဝအကျိုးပေးမှာကျမတို့ဒီအသက်ရွယ်ဒီအပိုင်းချာမှာဒီ trauma တော့ရှိခဲ့ပြီဒါကိုကျမတို့ပြန်ပြီးတော့မှအချိန်ရန်နဲ့ပြန်သွားပြီးတော့ဒီ trauma မရှိခဲ့ပါနဲ့လို့ပြန်လဲဖြောက်ဖြက်ပြလို့မရတဲ့အတွက်ရှိခဲ့ပြီးရဲ့ trauma ကိုအရှိအတိုင်းတကယ် reality တိုင်းလက်ခံနိုင်တဲ့ acceptance လို့ခေါ်တဲ့လက်ခံနိုင်စွမ်းအားတွေရှိလာပါတယ်အဲ့ဒီခါမှာကျမတို့ရှေ့ဆက်ဖို့အတွက်ကျမတို့စီမှာခွန်အားတွေရှိလာတယ် စွမ်းအားတွေမြင့်မာလာရဲကျွန်တော်တို့ကိုကိုကိုယုံကြည်မှုတွေပိုတိုးလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ acceptance ပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ open minded လို့ခေါ်တယ်အမြင်ရှင်းရှင်းလေးလေးဟိုဘာမှမစုံမြင်လိုက်တဲ့အမြင်ကဖွင့်ပြီးတော့ကျွန်တော်တို့မြင်တတ်တယ်ပေါ့တချို့ကကိုကိုတခုခုပြောရင်ငါ့ကိုဘာလို့ပြောတာလဲငါဘာလုပ်နေလို့လဲငါဘာဖြစ်နေလို့လဲစသဖြင့်ကျွန်တော်တို့ကဒီ ကိုကိုကိုဗဟိုပြုတ်ပြီးတော့မှကျွန်တော်တို့ကိစ္စရတီကိုသုံးသက်လေးရှိကြတယ်။အဲ့လိုလူတွေက open minded မရှိတာများတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့တစ်ဖက်ကပြောလာတဲ့စကားတစ်ဖက်ကကြုံလာတဲ့ဖြစ်ရတီကိုကျွန်တော်တို့သေချာတဲတဲကွဲကွဲနဲ့အာ data only ပေါ့ပြောရရင်ကျွန်တော်တို့ emotion နဲ့သွားမကပ်ပေးနေ။ပြောလာတဲ့ information အချက်လက်ကို information တိုင်းကျွန်တော်တို့နားထောင်လက်ခံနိုင်တဲ့စွမ်းရည်မျိုးကျွန်တော်တို့မှာရှိလာပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်ဒီတယောက်နဲ့တယောက်ကြားထဲမှာရှိနေကျွန်တော်တို့ရဲ့ချစ်ချင်းမြတ်တာပေါ့နော်။ဒီ love connection ပေါ့တယောက်နဲ့တယောက်ကြားထဲမှာရှိနေအချစ်ချင်းမြတ်တာလို့ကျွန်တော်တို့ကောင်းကောင်း feeling လုပ်နိုင်တယ်ခံစားနိုင်တယ်ပေါ့အဲ့တော့ heal လုပ်ဖို့လိုသလား heal လုပ်ဖို့မလိုဘူးလားတန်ရာဆိုတာလူတိုင်းမှာရှိတာပဲဒါမျိုးတွေလုပ်နေမဲ့အစားကျွန်တော်တို့ဘာသာရေးအရာကောင်းမွန်နေကျွန်တော်တို့တရားဘာဝနာအထုတ်လိုက်မယ်မရဘူးလားဆိုတော့မိကုံးမျိုးကိုအာကျွန်မကိုလည်းတချို့ client တော်တော်များများမေးဘူးပဲပေါ့နော်ကျွန်မအဲ့ဒီမိကုံးကိုအင်မတန်သဘောကျပါတယ်ဘာလို့လဲဆိုရင်ကျွန်တော်တို့ ဟိုဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်ကျမတို့ခွက်တစ်ခုပေါ့အခုကျမဒီခွက်ထဲမှာကျမအာ coffee ထည့်ထားမယ်ပေါ့နော်ကျမအခု coffee ကုန်သွားတဲ့အခါမှာကျမဒါ coffee မတောက်ချင်တော့ဘူးအော်ကျမဒီထဲမှာရေတောက်ချင်တယ်ပေါ့အဲ့ဒီချိန်မှာကျမဒီခွက်ထဲကိုတန်းပြီးတော့ရေထည့်လိုက်မယ်ဆိုရင်အကျမတောက်ထားတဲ့ coffee အဟောင်းနေနဲ့ဒီရေလေးနဲ့ရောပြီးတော့မှကျမတောက်ချင်တဲ့ပြူရောပေါ့နော်တန့်စင်တဲ့ရေကိုကျမရမှာမဟုတ်ဘူး အဲ့ဒါကျွန်မဘာလုပ်ဖို့လုပ်မလဲကော်ဖီတောက်ထားတဲ့ခွက်ကိုကျွန်မတေချာစင်ကြအောင်စီကော်ဖီကြံနေသေးရင်ကျွန်မတို့သုံးမယ်တေချာစင်မယ်ပြီးတော့မှကျွန်မဒီခွက်ကိုရေထည့်တောက်မယ်ဆိုရင်ရေကိုတေချာလေးကျွန်မအရသာခံပြီးတော့ရေတန်တန်လေးကျွန်မတောက်နိုင်မယ်ပေါ့ဒီသဘောတရားတိုင်းပါပဲကျွန်မတို့ဘာတွေပဲထပ်ပြီးတော့အစ်စ်ဖြည့်ခြင်းဖြည့်ခြင်းကျွန်မတို့အထဲမှာရှိနေတဲ့အဟောင်းတွေကို release မလုပ်ဘဲနဲ့လွှတ်မချဘဲနဲ့ဖယ်မထုတ်ဘဲနဲ့ကျွန်မတို့အစ်စ်တွေထပ်ထည့်လေအလကားပဲ အဟောင်းနဲ့အစ်စ်နဲ့ရောနေတဲ့များကာလာပတ်လုံးကျမတို့ရဲ့ old behavior pattern ကလုံးဝပြောင်းမသွားဘူးအဲ့တော့ကျမတို့က heal လုပ်တယ်ဆိုတာဘာလဲဆိုရင်ကျမတို့ထဲမှာရှိနေတဲ့ခဏခဏအကြောင်းအရာနဲ့ကျမတို့ရဲ့ဒဏ်ရာနဲ့တွားပြီးတိုက်ဆိုင်နိုင်မှာအာချက်ပေါ်လာတဲ့ emotionally မရှိတော့အောင်လို့ကျမတို့လှုပ်ချင်းဖြစ်တယ်တချို့ကဘန်းစကားနဲ့ပြောတယ်လေအနာရှိရင်စက်တာပေါ့အဲ့ဒီသဘောနဲ့အတူတူပါပဲကျမတို့အဲ့အနာကိုလုံးဝပြတ်ခွင်းသွားအောင် ကုသတဲ့နှီးလန်းနေရှိမှသာလျှင်ကျမတို့တရားဘာဝနာပဲအထောက်ထုတ်ဘာအလုပ်ပဲလုပ်လို့တကယ်ကိုကိုထဲ့သမျှထဲ့တဲ့အတိုင်းအစ်စ်အမှန်တွေတိုင်းကျမတို့ပြန်ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျမတို့လူတိုင်းလူတိုင်းဘဝမှာကို့ထဲမှာရှိနေတဲ့စိတ်ဓာတ်ရာကဘာတွေလဲကျမတို့ထဲမှာဘာအမှိုက်တွေရှိနေလဲဆိုတာကိုကို့အတွင်းထဲထိကိုကိုယ်တိုင်သိဖို့အင်မတန်အရေးကြီးပါတယ်။ဒီအရာပြကျမတို့ပထမဆုံးစလုပ်ရမယ့် step ဒီ self reflection ဖြစ်ပါတယ်။ ်ပြီးတော့ကျမတို့တေချာကုထန်ရာတွေကိုတည်ပြီးတော့မှတေချာဟီးလင်းလုပ်ပြီးတော့မှကိုယ်စီမှာရှိနေတဲ့အဟောင်းတွေကိုစွန့်ပြစ်ဖို့အတွက်လည်းအရေးကြီးပါတယ်ဒါမှသာကျမတို့ရှေ့ဆက်မယ်ကျမတို့ရဲ့ life တစ်လျှောက်လုံးမှာတကယ်ကိုပြည့်ပြည့်ဝဝနဲ့ဘဝမှာအတိတ်ပဲရှိစွာပျော်ပျော်ရွှင်ရွှင်နဲ့အကောင်းဆုံးနေထိုင်နိုင်မှာဖြစ်ပါတယ်ကျမဒီအရာလေးကိုညှောင့်ဝေးပေးကြပါတယ်။ဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။